မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ23ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်အာနာသိန်းစစ်ခွေးခေါင်းဆောင်မင်းအောင်လှိုင်ဟာစစ်ကောင်စီဘက်ကတက်ရှိစည်းရုံးလို့တင်စားပြီးတော့ဝါရဖြန့်ဇက်ကရိုက်ကူးခဲ့ဘူးတဲ့ဥက္ကဋ္ဌစခန်းကိုလက်လွတ်လိုက်ရတယ်မနေ့ကဇွန်လ22ရက်နေ့မှာပဲရည်စင်းဆယ်တဲကို၅မျိုးစိတ်တွေထည့်ပေးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အကြံဖတ်စိတ်ခွေးကောင်းဆောင်နဲ့ဇနီးပြစ်သူကျူကျူလှတို့ဟာမနေ့ကညနေပိုင်းမှာနေပြည်တော်ဇေယသီရိမြို့နယ်မှာရှိတဲ့ရေစင်းဆယ်အတွင်းကို၅မျိုးစိတ်တသိန်းကိုစိုက်ထည့်ပေးခဲ့တယ်လို့သိရပါတယ်။ဒီလိုမျိုး၅မျိုးစိတ်တွေထည့်တဲ့အခမ်းအနားကိုစစ်ခွေးတပ်ရဲ့ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့သူတို့ရဲ့ဇနီးမယားတွေလည်းပါဝင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီအခမ်းအနားကိုမပြုတ်လို့မီနိုင်ပိုင်းအတွင်းမှာ KNL နဲ့ပူးပေါင်းတပ်တွေကထိုင်းမြန်မာနယ်စပ်ကစစ်ခွေးတပ်ရဲ့ဥက္ကဋ္ဌစခန်းကိုသိမ်းပိုက်လိုက်တာပဲဖြစ်ပါတယ်။စစ်ခွေးခေါင်းဆောင်ဟာ ဘေးရင်ရရရတွေကိုယုံကြည်ကြတာကြောင့်ဒီ၅မျိုးစိတ်တွေထဲတဲ့အခမ်းအနားဟာလေဒီသဘောတွေပါနိုင်တယ်လို့စီရီယံဘုံမှုဆွဲတော်ကပြောပြထားပါတယ်အကြံဖတ်စစ်ခွေးခေါင်းဆောင်တွေဟာဘေးရင်ရရရတွေကိုယုံကြည်ကြတာကြောင့်ဒီ၅မျိုးစိတ်တွေထဲတဲ့အခမ်းအနားဟာလေဒီသဘောတွေပါနိုင်ပါတယ်မနေ့ကနေပြည်တော်မှာရှိတဲ့စစ်ဘက်ကစစ်ခွေးအရာရှိကြီးတွေနဲ့သူတို့ရဲ့ဇနီးမယားတွေပါတက်ခိုင်းတာကိုတွေ့ရပါတယ်ဥက္ကဋ္ဌစခန်းလိုမျိုးစစ်ကောင်စီဘက်ကဝါရဖြတ်ဇက်ကားရိုက်ခူးထားတဲ့စခန်းကိုလက်လွတ်လိုက်ရပြီမယ်ဘာမှမဖြစ်သလိုပဲ အခမ်းအနားတက်ပြတာမျိုးလေပါမယ်ထင်ပါတယ်ဒုက္ခစခန်းကဘိုးကြီးမျိုးဆွေဦးပြောတယ်လို့ပေါ့ကိုယ့်ရဲ့လက်အောက်ငယ်သားတွေဘာပဲဖြစ်ဖြစ် ်ခေါက်ရိုက်မပြတ်ကြတဲ့လူမျိုးပေါ့လို့သတင်းပေးဖို့ပြောကြားထားပါတယ်။ဥက္ကဋ္ဌစခန်းကနေထွက်ပြေးသွားတဲ့စစ်ခွေးများဟာတောင်ရင်းမြေကိုဖျက်ကူးပြီးတော့ထိုင်းနိုင်ငံဘက်အချမ်းကိုရောက်ရှိသွားချိန်မှာရေစီးတန်တာကြောင့်ရေမကူးတတ်တဲ့သူတွေဟာရေနစ်တိမ်ဆုံးသွားတာတွေလည်းရှိတယ်လို့သိရပါတယ်။စစ်ခွေးတပ်ဘက်ကဝါရဖြန့်မီဒီယာတွေမှာတော့မနေ့ကငါးမျိုးစိတ်ထည့်သွင်းတဲ့အခမ်းအနားမှာရေစင်းဆယ်အတွင်းကိုနှစ်လမအရွယ်ရွှေဝါငကြင်းကောင်ရေ9000ငမြေချင်းကောင်ရေ4000ကျွဲ ငခုံးမအကောင်ရေး9တောင်းစုစုပေါင်း9မျိုးကောင်ရေးတသိန်းကိုစိုက်ထည့်ပေးခဲ့တယ်လို့ဖော်ပြထားတာကိုတွေ့ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စစ်ခွေးခေါင်းဆောင်မင်းအောင်လှိုင်ဟာဗကံညောင်ဦးမြို့ကိုမကြခင်မှာလာရောက်ဖို့ရှိတယ်ဆိုပြီးတော့အကြံဖတ်စစ်ခွေးတပ်ကညောင်ဦးမြို့နယ်အတွင်းမှာစစ်ကြောင်းထိုးခြင်းရှေးဟောင်းဗကံမြို့မှာလုံခြုံရေးအစမတန်တုံးမြင့်ခြင်းများလှုပ်ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အခုဇွန်လလဇန်းပိုင်းကစတင်ပြီးတော့အကြမ်းဖက်စစ်ခွေးတပ်ကဗကံမြို့မှာလုံခြုံရေးများတုံ့ပြန်မှုများကိုရခင်ကတည်းကပုံမိုးပြီးတော့အစမတန်ချဲ့ထွေလှုပ်ဆောင်လာတဲ့အပြင်ညောင်ဦးမြို့နယ်အတွင်းမှာစစ်ကြောင်းထုတ်မှုများကိုပါအရှိန်ဟုန်မြင့်တင်လာတယ်လို့သိရပါတယ်။ဗကံနဲ့ညောင်ဦးဒေသမှာအေးချမ်းမှုရှိနေတာကိုပြသရန်အတွက်နေမြေကတိုက်ရဲများစစ်ကြောင်းများနေမြေရှင်းလင်းမှုများအကြီးအကျယ်လှုပ်ဆောင်လာနေတယ်လို့သိရပါတယ်။အဲ့ဒီအခြေအနေများကိုစမ်းစစ်ရန်အတွက် အကြဖတ်စိတ်ခွေးကောင်းဆောင်မင်းအောင်လှိုင်ဟာလဲပကံညောင်ဦးကိုလာရောက်ရန်ရှိနေတယ်လို့သိရပြီးတော့ပကံဖျားများမှာလဲကင်းမုံများချထားခြင်းမိုင်းများဆစ်ဆဲခြင်းများကိုလှုပ်ဆောင်နေတယ်လို့သိရပါတယ်ပကံညောင်ဦးဘက်ကိုတက်ချုပ်ရဲ့ခီးစဉ်ရှိနေပါတယ် အဲ့ဒီပကံဖျားတွေဘက်မှာလဲမိုင်းစစ်ဆေးတာတွေကင်းမုန်ချတာတွေရှိတယ်အစီအနဲ့မြို့ရဲ့လုံခြုံရေးကလည်းအရင်ကတည်းက90လောက်တိုးထားပါတယ်ညောင်ဦးမြို့နယ်ထဲမှာလည်းနေမြေရှင်းလင်းရေးတွေအရှိန်မြင့်နေတယ်သူတို့ပကံဖျားလာဖူးရင်းနဲ့ရရချီကြမယ်လို့စစ်ခွေးခေါင်းဆောင်ရဲ့ခီးစဉ်အတွားလုံခြုံရေးတိုးမြှင့်မှုအစီအစဉ်များမှာပါဝင်ဆောင်ရွက်နေရတဲ့ညောင်ဦးမြို့နယ်ကဌာနဆိုင်ရာတအုပ်ကရှင်းပြထားပါတယ် အကြမ်းဖက်စစ်ခွေးကောင်းဆောင်မင်းအောင်လိုက်လာရောက်တဲ့အချိန်ကျိုးစိုးနေရာချထားရင်းနဲ့ကျွေးမွေးရေးအတွက်ကိုလည်းတိုင်းအစိုးရနဲ့တိုင်းစစ်ဌာနချုပ်တို့ကပြင်ဆင်လျက်ရှိတယ်လို့သိရပါဗါဒလုံခြုံရေးအဆင်ပြေပါကလာမယ့်ဇွန်လတတိယပတ်အတွင်းမှာ စစ်ခွေးခေါင်းဆောင် လာရောက်ဖို့ရှိတယ်လို့သိရပါဗျ။ညောင်ဦးမျိုးကအရင်အာဇာနည်ကြောက်တိုင်ကိုဖျက်ပြီးတော့ခမ်းမကြီးစောက်ထားတာရှိတယ်။အဲ့ဒီခမ်းမကြီးကိုလည်းဖွင့်ပွဲလာလုပ်မယ်လို့ပြောတယ်။ညောင်ဦးမျိုးနယ်ထဲမှာတော့ရွာတွေဘက်ကို PDF တွေမရှိအောင်ဆိုပြီးတော့စစ်ကြောင်းတွေကိုအင်အားတိုးမြင့်ပြီးတော့စစ်ကြောင်းထိုးနေတယ်လို့ညောင်ဦးဒေသတရင်းရင်းတွေကရှင်းပြထားပါဗျ။ဇွန်လနှောင်းပိုင်းကစတင်ပြီးတော့စစ်ခွေးတက်ကညောင်ဦးမျိုးနယ်အတွင်းမှာအကြီးအကျယ်စစ်ကြောင်းထိုးနေမြေရှင်းလင်းနေတဲ့အတွာချောင်းရွာအနောက်အုံးဇီးဆံမြင်ပွဲတိုင်းဂျိုးကန်စက ကြောက်ပြင်ကန်ကြောက်အိုမြေတန့်တောင်မအုပ်ပင်ပျော်ပွဲမြို့လာညောင်လာရွာသာမီးလောင်ဖြားကြောက်အိုကျော်မြောင်ကဏီပေါတောရွာနဲ့ကြောက်ကန်စတဲ့ခြေရွာများကတောင်းတဲ့ခြေတဲ့ဒေသခံပြည်သူများဟာထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။ညောင်အုံမြုံနယ်အတွင်းနယ်မြေရှင်းလင်းတဲ့အချိန်မှာစစ်ခွေးတပ်ကချောင်းရှည်ရွာအနောက်အုံရွာပွဲတန်းရွာကြောက်ပြင်ကန်ရွာနဲ့မြောင်ရွာတို့ကိုဇက်တိုက်စီးနေပြီးတော့နေအိမ်များကိုမိရှုကပြည်သူပိုင်းပစ္စည်းများကိုစိတ်ကြိုက်ခိုးယူနေခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းကမြို့နယ်တွေမှာ စစ်ကောင်စီကလုတ်တဲ့ရွေးကောက်ပွဲအတွက်ဆိုပြီးတော့နန်းစီဒီယံဝန်ထမ်းတွေကိုမဲနိုင်ပြီးတင်နှက်တက်ခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လပထမပတ်ကစပြီးတော့မန္တလေးမြို့ပေါ်နဲ့မန္တလေးတိုင်းအတွင်းကမြို့နယ်တွေမှာစစ်ခွေးတပ်ကနန်းစီဒီယံကျောင်းဆရာဆရာမတွေနဲ့အခြားဌာနဆိုင်ရာဝန်ထမ်းတွေကိုရွေးကောက်ပွဲအတွက်ဆိုပြီးတော့တင်နှက်နေပေးနေတယ်လို့မြို့ကန်တွေကပြောပါရယ်။စမရထားတဲ့ကျမရဲ့ဝန်ထမ်းတွေရောမဲနိုင်ပြီးတော့တက်ခိုင်းနေတာလို့ဝန်ထမ်းတွေနဲ့နှိဆက်သူတို့ကရှင်းပြထားပါရယ်။တင်နှက်တက်နေရတဲ့ဌာနတွေရဲ့အမည်စရင်းတွေကိုတော့မသိရသေးပါဘူး။ မန္တလေးတိုင်းကဝမ်တွေမြို့အထွေထွေအုပ်ချုပ်ရေးမှုရုံးထဲမှာလဲ နန်းစီရီယာဝန်ထမ်း80ကျော်ကိုရွေးကောက်ပွဲတင်နှံပေးနေပြီးတော့မြို့နယ်တစ်ခုလုံးအတွက်တင်နှံ10ကြိမ်ပြုလုပ်မယ်လို့သတင်းရထားကြောင်း Voice of Wondering အဖွဲ့ကရှင်းပြထားပါတယ်။မလိုင်မြို့နယ်မှာတော့စစ်ကောင်စီရဲ့ဝန်ထမ်းတွေကိုရွေးကောက်ပွဲတင်နှံပေးနေတာ၃ရက်ရှိပြီလို့သိရပြီးတော့ဒကြိမ်ကိုလူ60ခန့်တင်နှံပေးမယ်လို့သိရကြောင်းမလိုင်လူတို့သတင်းကိုရက်ကပြောဆိုထားပါတယ်။ပြည်သူတွေအနေနဲ့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုအထောက်အကူပေးနေတဲ့နန်းစီရီယာဝန်ထမ်းတွေကိုသတင်းပေးကြဖို့ One Way အခြေစိုက်တော်လိုင်းအဖွဲ့ One Way Township Revolution Force ကအတိပေး ထားပါတယ်စစ်ခွေးတက်ကပြုတ်လုံမဲ့ရွေးကောက်ပွဲကိုမပူပေါင်းကြဘူးတော်လိုင်းအဖွဲ့အစည်းတွေကသတိပေးထားပြီးဇူလိုင်လ17ရက်နေ့ညကလည်းရွေးကောက်ပွဲအတွက်ပြင်နေတယ်မြောက်ကလာပပြီးခိုင်ဖြိုးရုံးကိုတော်လိုင်းနှစ်ဖွဲ့ကပြစ်ခတ်တိုက်ခိုက်ခဲ့သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNL ကတင်ပိုက်ထားတဲ့ကြောင်မဲမျိုးကိုအကြမ်းဖက်စစ်ခွေးတပ်ကဒီကနေ့မနက်ပိုင်းမှာလေရင်နဲ့ဘုံ၃ချိန်ကျဲချခဲ့တဲ့အတွက်နေအိမ်နဲ့ကြောင်များပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မနက်6:09မိနစ်အချိန်6:14မိနစ်အချိန်နဲ့6:19မိနစ်အချိန်တို့မှာအကြမ်းဖက်စစ်ခွေးတပ်ကကြောင်မဲမျိုးပိန်နယ်ကိုမောင်ကောင်းမှုရွာမန်နာကြောက်တောင်အဆက် အမက73ကျောင်းတို့ကိုလေရင်နဲ့ဘုံများကျဲချသွားတယ်လို့သိရပါဗျ။ဘုံကျဲချမှုကြောင့်နေအိမ်နဲ့ကျောင်းများထိခိုက်ပျက်စီးသွားပြီးတော့ပေါင်900ဘုံကျဲချခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။ကျဲတာကဘုံ၅လုံးကျဲတာပေါင်900ဘုံတွေဖြစ်ဖို့များတယ်။ ြေချင်းကြီးတွေဖြစ်ပြီးကြံခဲ့တာလူတွေအများကြီးထိခိုက်မှုမရှိတာကတော့တော်တော်များများကစစ်ဘေးရှောင်နေလို့မထိတာပါနေအိမ်ကတော့၁၀လုံးလောက်ရှိမယ်ဘုံကျဲတော့ပျက်စီးသွားတာ၆လုံးလောက်ကလုံးဝကိုပျက်စီးသွားတယ်၄လုံးလောက်ကတော့အစတွေမှန်ပြီးမှန်နေကွဲခေါင်မိုးတွေတွတ်တွေပေါက်ကုန်တာလို့ကြောင်မဲဒေသခံတအုပ်ကရှင်းပြထားပါဗျာ အကြပ်ဖတ်စစ်ခွေးတပ်ကကြောင်မဲမြို့ကိုဇွန်လနဲ့ဇွန်လိုင်လအတွင်းမှာတောက်လျှောက်ဆိုးတလို့လေးချောင်းတိုက်ခတ်မှုများလှုပ်ဆောင်လျက်ရှိတယ်လို့သိရပါဗျ။ဇွန်လိုင်လ၁၇ရက်နေ့မနေ့၃နာရီ၉မိနစ်အချိန်၊၃နာရီ၁၄မိနစ်အချိန်နဲ့၃နာရီ၂၀မိနစ်အချိန်တို့မှာစစ်ခွေးတပ်ကလေးရင်နဲ့ကြောင်မဲမြို့ဟိုတယ်ကောလီကြောင်မဲခရိုင်ရဲတန်းရနဲ့ရဲစခန်းဝင်းအတွင်းထဲကိုဘုံများကျဲချခဲ့ပြီးတော့ ေါင်900ဘုံများကိုကျဲချခဲ့ခြင်းဖြစ်ပြီးပြည်သူတအုပ်တွေဆုံးခဲ့ရတယ်လို့သိရပါဗျ။ဇော်လိုင်လ၈ရက်နေ့မနက်9:00နာရီကျော်ဝင်းကျင်အချိန်ကလည်းကြောင်မဲမျိုးငိမ့်ကြိုင်ဂုံးမှာရှိတဲ့အောက်ဆီဂျင်ဆက်ယုံအနည်းကိုစစ်ခွေးတက်ကပေါင်900ဘုံနှလုံးကျဲချခဲ့တဲ့အတော့ပြည်သူတအုပ်တွေဆုံးပြီးအခြားပြည်သူ၄ဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။အလားတူပဲဇော်လ29ရက်နေ့ကလည်းကြောင်မဲမျိုးတစ်ကွာ ပင်လုံလန်းကမ္ဘောဇာရှမ်းကြောင်းအနီးကိုစစ်ခွေးတပ်ကလေရင်နဲ့ဘုံကျဲချခဲ့ရာအမျိုးသား၂ဦးနဲ့အမျိုးသမီး၃ဦးစုစုပေါင်းပြည်သူ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။ဇွန်လ28ရက်နေ့နဲ့ဇွန်လ24ရက်နေ့တို့မှာလည်းကြောင်မဲမျိုးပေါ်ကိုလေရင်နဲ့ဘုံကျဲချခဲ့တဲ့အတွက်ပြည်သူ၅ဦးသေဆုံးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်ဖားကန့်မြို့နယ်မှာမနေ့ကညပိုင်းကစစ်တပ်ရဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့်နေအိမ်တချို့မီးလောင်ကျွမ်းခဲ့ပြီးပြည်သူနှောက်ဦးတိတ်ဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇူလိုင်လ12ရက်နေ့ည9နာရီအချိန်မှာဖားကန့်မြို့နယ်ယူမာမရှိကထောင်ရက်ကွာရွှေမြန်မာစီစံရှိမှာစစ်ခွေးတပ်နဲ့ KIA PDF ပူးပေါင်းတပ်များကြားပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီပစ်ခတ်မှုအတွင်းမှာပြည်သူနှောက်ဦးတိတ်ဆုံးခဲ့ပြီးတော့တိတ်ဆုံးခဲ့သူနှောက်ဦးဟာ လမ်းပေါ်မှာသွာလာရင်းနဲ့တိတ်ဆုံးသွားခြင်းဖြစ်တယ်လို့သိရပါဗျ။ပြစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်ပြည်သူနှစ်ဦးကိုထိသွားတာ။တအုပ်က Land Cruiser ကားပေါ်မှာတင်းနေတာ။ကားနံပါတ်ကကချင်လိုင်းစင်း 7E 9966နဲ့နောက်တအုပ်ကတော့စိုင်ကယ်နဲ့သွားရင်းနဲ့လမ်းပေါ်မှာလဲကျတိတ်ဆုံးနေတာ။လမ်းပေါ်မှာသွားနေတာကိုရည်ရွယ်ချက်ရှိရှိနဲ့ပြစ်ခတ်တတ်ပြတ်တဲ့သဘောလို့ယူဆရတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါဗျ။ ်အချမ်းဖတ်စစ်ခွေးတပ်ကဖားကန်မြို့ကိုမေလနောက်ပိုင်းကစတင်ပြီးတော့စစ်ကြောင်းထိုးဝင်ရောက်လာပြီးတဲ့နောက်စစ်တပ်ရဲ့ပြစ်ခတ်မှုနဲ့တိုက်ပွဲအတွင်းမှာပိတ်မိတေဆုံးသူပြည်သူအယောက်90နီးပါးရှိလာပြီဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်မနေ့ကည9နာရီကျော်အချိန်မှာဖားကန်မြို့အခြေဆိုင်တပ်မကုန်းကလက်နက်ကြီးနဲ့ပြစ်ခတ်တဲ့အတွက်မော်မောင်းရှန်ကြီးရွာအတွင်းကိုလက်နက်ကြီးကြက်ရောက်ပောက်ကွဲပြီးနေအိမ်များမိလောင်ကျွမ်းခဲ့တယ်လို့သိရပါတယ်။မိလောင်ကျွမ်းတဲ့နေအိမ်များကိုပြည်သူများနဲ့တပ်ဆိုင်ရာနယ်မြေတာဝန်ရှိတဲ့အဖွဲ့များကဝိုင်းဝန်းငိမ့်သက်ပေးခဲ့ကြတယ်လို့သိရပါတယ်။ မနေ့ကလည်းတဏီကုံတိုက်ပွဲတွေဂျိုကြားဂျိုကြားဖြစ်ခဲ့ပါတယ်ဖြစ်တာကတော့အမိုက်ပုံဘက်မှာလည်းဖြစ်တယ်လမောင်ကုန်းဘက်မှာလည်းဖြစ်တယ်မနေ့ညကစစ်ခွေးတက်ကလက်နက်ကြီးတွေနဲ့တညာလုံးပြစ်နေတာဖားကံမျိုးတက်မခုံးကအဓိကပြစ်နေတာလို့ဖားကဒေတာကံပြည်သူတို့ကရှင်းပြထားပါတယ်ဖားကံမျိုးကိုစစ်ခွေးတက်ကရောက်ရှိလာတာဟာနှစ်လနီးပါးကြာမြင့်လာပြီးဖြစ်ပြီးတော့တိုက်ပွဲများဖြစ်ပွားကစစ်ခွေးတက်ရဲ့ပြစ်ခတ်မှုကြောင့်ပြည်သူအယောက်90နီးပါးတေဆုံးခဲ့ရကဒဏ်ရာရရှိသူပြည်သူအရေအတွက်ဟာလဲတရားကြော်လာပြီးဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ